1985ခုနှစ်နိုဝင်ဘာလ20ရက်ယနေ့လိုနေ့မျိုးတွင် နမဲကျော် Microsoft Community ကဘာအခြေစွန်းကွန်ပျူတာလက်ပတ်မှုစနစ် Operating System E ပထမဆုံး version ကို ထုတ်ဝေခဲ့သည်၎င်းသည်ပုံရိပ်များကိုအသုံးပြု၍ကွန်ပျူတာကိုစတင်ထိန်းချုပ်နိုင်ခဲ့သောစနစ်ဖြစ်သည်ဤစနစ်၏အမည်မှာအဘယ်နီ A MS-DOS B Windows 1.0 C Apple Mac OS D Linux အဖြစ်မှမှာ <coughs> <coughs> B Windows 1.0ဖြစ်သည်1980မှာခုနဲ့နိုဝင်ဘာလ20ရက်နေ့တွင် Microsoft မှာ Windows E ပထမဆုံး version go computer miago စာသားများဖြင့်သာထိန်းချုပ်ခဲ့ရသော်လည်းဤ Windows 1.0သည်ပုံရိပ်များပါဝင်သော Graphical User Interface ကိုပထမဆုံးအကြိမ်အသုံးပြုနိုင်စေခဲ့သည်။ဤတည်ထွေမှုသည် Apple နှင့်ပြိုင်ဆိုင်ရန်အတွက်ဖန်တီးခဲ့ခြင်းဖြစ်သည်။ Unique PC လောကကို လွှမ်းမိုးထားသော Windows စနစ်၏အစမှတ်ဖြစ်သည်။